ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီပိုင်းဆောင်မှာတော့ဝမ်မိစာကလည်းသူ့ရဲ့လိုင်ကူထဲမှာပတ်ပြေးနေပြီးတော့ဇုံခုံကလည်းအသေးအံလိုက်လံဖမ်းဆီးနေခဲ့ပါတယ်။နောက်တော့ဝမ်မိစာပြင်းလွှိုင်းနဲ့ဒိုးမီဒိုးရာကိုဒိုးဝင်လိုက်တဲ့အခါမှာတော့လိုင်ကောင်းအကွဲချောင်းကြားထဲမှာခေါင်းညက်ပြီးတော့ပြန်ထွက်မရဖြစ်နေကတန်လန်ကြီးဖြစ်နေပါတော့တယ်။ဇုံခုံကလည်းဒိုးလို့နဲ့တန်လန်ကြီးဖြစ်နေတဲ့ဝမ်မိစာဖင်ကိုရိုက်လိုက်လိုင်ကောင်းအကြားရဲ့တစ်ဖက်ကိုလာပြီးနှစ်ဖူးကိုတောက်လိုက်နှစ်ဖူးတောက်လိုက်ဖင်ရိုက်လိုက်ဖင်ရိုက်လိုက်နှစ်ဖူးတောက်လိုက်လုပ်နေတာကြောင့်ဝမ်မိစာလည်းမရိုက်ဖို့ကိုတောင်းပန်နေခဲ့ပါတော့တယ်။ နောက်တော့ဆုံးခုံးကကောင်းရွာကိုသွားအောင်မလားလို့မေးပြီးတော့ရိုက်မယ်လှုပ်လိုက်တော့ဝမ်းမိတ်စာမသွားတော့ပါဘူးဗျာလို့ပြောနေခဲ့ပါတယ်။ဦးခုံးကတော့သွားသွားမသွားသွားပြောချင်တာပြောမယုံဘူးဆိုပြီးတော့ဂူကိုမီးရှို့မယ်လှုပ်နေခဲ့ပြီးဂူလည်းပိတ်ခဲ့မှာဖြစ်ကအပြင်လည်းမထွက်နဲ့တော့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဝမ်းမိတ်စာတော့အဲ့ဒီလိုမလှုပ်ဖို့တောင်းပန်လိုက်ပြီးဆုံးခုံးကိုသူကဒီနေရာမှာကျန်းစာပေးတဲ့လူတွေကိုစောင့်ဖို့ဗုဒ္ဓကညွှန်ကြားထားတာဖြစ်တဲ့အတွက်အဲ့ဒါကိုစောင့်နေတာဖြစ်ချောင်းကိုပြောပြလိုက်ပါတယ်။အဲ့တော့မှဦးခုံးကဝါဝါတုတ်ရေးလို့ခေါ်ပြီးတော့ သူဟာကျန်းစာပေးမှုတော့အရှိထန်နိုင်ငံကလာအုပ်ခဲ့တာဖြစ်ပြီးတော့အနောက်ရက်ကိုထန်ဆန်းကိုတော်နဲ့ဒူသွားမဲ့တကိုးရှင်စိုးမှုခုံမြောင်းပြင်းသာဖြစ်တယ်လို့ပြောပြလိုက်ပါတော့တယ်။ဝမိစာလဲဟုတ်လို့လားလာမလိန်နဲ့လို့ပြောလိုက်တော့မင်းလိန်ပြီငါဘာရမှာလဲလို့ဟူခုံးကဝမိစာကိုပြန်ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့ကောင်းချိုင်အိမ်ထဲကိုပြေးဝင်လာပြီးတော့သခင်ကြီးရဲ့သခင်ကြီးလို့ဩခေါ်ကတကိုးရှင်မြောင်းမင်းစိုးမှုခုံကဝမိစာကြီးကိုဖမ်းလာနေခဲ့ပြီလို့ပြောနေခဲ့ပါတယ်။ချွေရန်တို့တမိသားစုလုံးလဲ ထန်ဆန်းကိုတော်နဲ့အတူအိမ်ထဲကမြန်ထွက်လာကြပြီးတော့ဘယ်မှာလဲဘယ်မှာလဲဟုတ်မှာလဲလှုပ်ပါကောင်းချင်ရဲ့လို့ပြောပြီးတော့အန်အောနေခဲ့တာပါချွေအဖေဖြစ်သူကဆရာမနိုင်လှိုင်းကူပိုင်နဲ့ဝတ်မိတ်စာကိုဇုံကုံကောင်းကင်ခီးနဲ့ဖန်ခေါ်လာခဲ့တာကိုကြည့်ပြီးတော့အစွမ်းထက်လာကြီးရဲ့လားလို့ပြောကဝမ်းသာနေခဲ့ပါလေအမေဖြစ်သူကတော့ဝူခုံးကိုကျေးဇူးမတင်ပဲဆရာတော်ထန်ဆန်းကိုကျေးဇူးကြည်လာပါရဲ့လို့ပြောကဂါရဝပြုလိုက်တော့ဆရာတော်ကလည်းဝေါ်မီတော်ဖော်လို့ပြောလိုက်တာတဖန်ပြန်ပြီးတော့ဂါရဝပြုလိုက်ပါလေ ဇုံကုံကတော့ဝမ်မိတ်စာကိုဝမ်ငတုံးဆရာတော်ကတော့မပြူသေးဘူးလားလို့ပြောလိုက်တာကြောင့်ဝမ်မိတ်စာကရိုသေပေးတဲ့ခါဆရာတော်ထန်ဆန်းကသူကဘာလို့ရိုသေပေးနေရတာလဲလို့ဝူခုံကိုမေးလိုက်ပါတယ်အဲတော့မှဇုံကုံကဒီဝက်ဘောကကျွန်တော်မျိုးတို့နဲ့အတူတူကျန်းစာပေးဖို့အနောက်ရက်ကိုခီးထွက်ဖို့အတွက်ကိုင်မေရောရဲ့ညွန်ကြားတဲ့ခန္ဓာသူတယောက်ဖြစ်တယ်လို့ထန်ဆန်းကိုတော့ကိုရှင်းပြလိုက်ပါတယ်အဲ့ဒါနဲ့ပဲဆရာတော်ထန်ဆန်းကရှဲရှဲညီကိုင်ဖိုးစွာလို့ကောင်းငင်ဘောကိုကြည့်ကလက်အုပ်ချီပြောလိုက်ပါတော့တယ် နောက်တော့ထန်ဆန်းကိုတော့လဲဝမ်မိတ်စာအမြန်ကြိုးဖြီးပေးလိုက်ဖို့အတွက်ဝူခုံးကိုပြောလိုက်တဲ့အခါဝမ်မိတ်စာလဲပါချောင်ကြည့်နေရလဲအမြန်ကြိုးလာဖြီးပေးဆိုပြီးတော့ဝူခုံးကိုလှမ်းပြောလိုက်သလိုဇုံခုံးကလဲပြေးသွားပြီးတော့ကြိုးဖြီးပေးလိုက်ပါတယ်ကြိုးဖြီးသွားတဲ့အခါဝမ်မိတ်စာကသူ့ကိုကွိုင်းမေတော်ကဝတ်သားလူသားနဲ့နတ်သားဆိုတဲ့အသားကြီးသုံးမျိုးရှောင်ခိုင်းခဲ့ပြီးတော့ဂျူဝူနန်ဆိုတဲ့နာမည်ကိုလဲပေးခဲ့ကြောင်းအခုအသားစားလို့ရပြီလားလို့မေးတော့ထန်ဆန်းကိုတော့ကဖြတ်လက်စားနဲ့မစားဖို့ပြောလိုက်ပြီးတော့အသားမစားတာနဲ့လိုက်ဖက်အောင် နာမည်ကိုလည်းပါကျဲလို့ပြောင်းခေါ်မယ်လို့ပြောလိုက်ပါတော့တယ်။ဝက်ကြီးကလည်းပါကျဲဆိုလဲပါကျဲဖို့လို့ပြောပြီးတော့ဒါပေမဲ့အသားမစားတာပါသဘောလေးလို့မကြင်မနှက်နဲ့ပွားစီပွားစီလုံနေခဲ့ပါတယ်။ဇုံခုံကလည်းဆရာတော်ကိုကျေးဇူးများတင်လိုက်လေလို့ဝင်ပြောလိုက်တာကြောင့်ပါကျဲကရှဲရှဲနီးဆရာတော်လို့ပြန်ပြောခဲ့ရပါတယ်။ဝူခုံကပါကျဲကိုပါဆွဲလိမ့်လိုက်နဲ့ရက်ဆွဲကြည့်လိုက်နဲ့လောက်ကစနောက်နေခဲ့ပါတယ်။နောက်တော့သူတို့၃ယောက်ဟာမြင်းကလေးအော်ရန်နဲ့တူအနောက်ဘက်ကိုဆက်လက်ကခီးထွက်လာခဲ့ပါတော့တယ်။ လမ်းခူလာတော်တဲ့ကိုရောက်တဲ့အခါမှာတော့ကြားဟိန်တန်ကြားလိုက်တာကြောင့်မြင်းအော်ရန်ကလန့်ပြီးတော့ထားကုန်လိုက်တဲ့အခါဆရာတော်ဟာမြင်းဘော်ကပြုတ်ကျသွားခဲ့ပါလိမ့်။ဗာကျဲကတော့ဘယ်ပြေးမလဲမောင်ကြမဲဆိုပြီးတော့ကြားရဲ့နောက်ကိုလိုက်ခဲ့တာကြောင့်ကြားမျက်နှာချင်းဆိုင်ပြန်လှည့်ပြီးပါကျဲကိုတိုက်ခိုက်ဖို့အသင်ပြင်လိုက်ပါလိမ့်။အိုင်တော်မှာကြားဟာလူသားတွင်ပြောင်းလဲသွားတာကြောင့်ဗာကျဲနဲ့ဝူခုံးတို့ကကြားနောက်ကလိုက်သွားခဲ့ပြီးတဏျာရောက်မှတော့ကြားအီကွန်တစ်ခုကိုသာတွေ့ရတာကြောင့်သူတို့လှည့်စားခံလိုက်ပြီးဆိုတဲ့အကြောင်းကိုသိလိုက်ပါတော့တယ်။ အဲဒီကိစ္စဆရာတော်တိမာဖြစ်မှာလို့နှစ်ယောက်တိုင်ပင်ပြီးတော့ဆရာတော်ကိုပြောပြဖို့နောက်ပြန်လိုက်ခဲ့ကြချိန်မှာတော့မိစ္ဆာတပ်ဖွဲ့ဟာဆရာတော်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီးကောင်းဆောင်ပြည်သူကဆရာတော်ကိုလေးကွဲကူမှာဖမ်းချုပ်ထားစေခဲ့လိုက်ပါတယ်။တန်ဆန်းကိုတော်ကတော့ဝူခုံးလို့တခုံးလန်းခေါ်ပြီးတော့ရက်ကန်ရက်ကန်နဲ့ပါသွားခဲ့တာပါ။ဇုံခုံးနဲ့ပါကျဲတို့ကတော့ဆရာတော်ကိုအော်ဟစ်ကလိုက်ခေါ်ပြီးတော့ရှာနေခဲ့ပါတယ်။ဒေါ်တောင်ရှိုးမြောင်ဂူချောင်မကြံလိုက်ရှာပြီးတော့တနေရာအရောက်မှာလာဝါလာဂူကိုတွေ့လိုက်တာကြောင့်ဝူခုံးကဂူပဝါကနေပြီးတော့ ငါတို့ဆရာတော်ငါတို့ပြန်ပြီးလို့អော်ပြောနေခဲ့ပါတယ်။အဲတော့မှကူတွေကမိစ္ဆာတွေကပြေးထွက်လာကြပြီးတော့ဘယ်သူလဲမှတ်တယ်ဖြူဖက်ဖြူနဲ့မြောက်ကလေးပါလားလို့ပြောကတိုက်ခိုက်ကြပါတယ်။ဇုံခုံကသူ့ရဲ့တန်တုံနဲ့ပြန်လှုပ်လိုက်တော့မိစ္ဆာဝါမခံနိုင်တဲ့အဆုံးအဝါရောင်မိကိုတွေထုတ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ဇုံခုံကအနေငယ်မူးနောက်သွားခဲ့ပြီးတော့နောက်တော့မိစ္ဆာရဲ့နောက်ကိုဒရဏကျန်းထိုးလိုက်ပါတော့တယ်။လို့တဲ့မိစ္ဆာရှိရပြီးဝူခုံကရှေ့နားမှာပေါ်လာလိုက်မိစ္ဆာပြေးလိုက်ဝူခုံကရှေ့မှာကြိုရောက်နေလိုက်တယ်။မိစ္ဆာမောပန်းလို့လာနေခဲ့ပါပြီ။ နောက်တော့မိစားအကွေးနဲ့မှုတ်လိုက်တော့ဝူခွန်ရဲ့မျက်နှာမှာပေါင်တာရိုက်ထားသလိုဖြူဖွေးသွားကမျက်လုံးလေးဆက်ပြီးတော့ရှေ့ကိုဘာမှမမြင်ရဘဲဖြစ်နေချိန်ပါကျဲကြီးရောက်လာပြီးတော့ပြန်လဲကဲတင်ခဲ့ရပါတယ်နောက်တစ်ခါမှတော့ပါကျဲကမျက်စိမမြင်ရတဲ့ဝူခွန်ကိုမြေးမော်တင်ပြီးတော့ဂီးဆက်ခဲ့ရပါတယ်ခဏလေးတော့ကွန်ရင်ဘောဆောင်နဲ့တခြားနတ်တပားကောင်းငင်ဘောကနေစဉ်သက်လို့လာခဲ့ပါတယ်ရှေ့နောက်ရောက်တဲ့အခါမှတော့လူနေရင်ရှိတဲ့ပုံပဲလို့ပြောလိုက်ပြီးအနိုင်ဘုခွင်တောင်းကအင်ရှင်အဖွားဖြစ်သူကဇုံခွန်ရဲ့မျက်လုံးကိုကုသပေးနေခဲ့ရပါတယ် အဘကသူ့မှာလဲလေတိုက်ရင်မျက်ရည်ချောက်တဲ့ယောဂါရှီဘူးကြောင့်ပြောပြပြီးတော့တခါတုန်းကမြေလျှောက်သူတော်စင်တယောက်နဲ့တွေ့တာကြောင့်ပန်းသုံးမျိုးရဲ့အစိတ်ကိုဈေးဖော်ဖို့ပေးခဲ့ပြီးမျက်လုံးယောဂါမှန်သမျှကိုပျောက်ကင်းစေခဲ့တယ်လို့လည်းပြောပြနေခဲ့ပါတယ်။အဘကယူရှန်လို့အမည်ရတဲ့ကောင်မလေးကိုရေယူခဲ့ဖို့လမ်းခေါ်လိုက်ပြီးတော့ဝူခုံးရဲ့မျက်လုံးထဲကိုထည့်ပင်းလေဝါကူမိစားမိုးအောင်မြေပြင်အမှောင်ဝင်အစိတ်ငွေတွေသုံးပြီးတော့တစ်ဖက်ရန်သူကိုမျက်လုံးမမြင်ရအောင်လှုပ်တဲ့အကြောင်းကိုပြောပြနေပါတယ်။ ။ပါကျဲကတော့တားမရတဲ့ဝါသနာတိုင်းပဲရွေရှန့်ကိုငန်းနေတာကြောင့်အဖွားရွေရှန့်ကိုအထဲပြန်ဝင်နေဖို့မျက်ရိပ်ပြနေခဲ့လိုက်ပါတယ်။အဖွားဆုံးခုံဒီညတော့မျက်လုံးကဖွင့်မရသေးဘူးလို့ပြောလိုက်ပြီးဒီတညတော့ဒီမှာပဲညသာစားအနားယူလိုက်ရင်မနက်ဖြန်မနက်မှမျက်လုံးကကောင်းသွားမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဂျိုနဲ့နောက်တနေ့မနက်မှာတော့ဆုံးခုံနဲ့ဂျူးပါကျဲတို့ဟာမြေပြင်မြက်ခင်းပေါ်မှာအိမ်မောကြနေရကနေလှူထလာခဲ့ပါတယ်။ဟူခုံကလည်းမျက်လုံးပြန်ကောင်းသွားတာကြောင့်နှစ်ယောက်သားခုံပေါက်ပြောနေခဲ့ကြပြီး သူတို့နားခိုခဲ့တဲ့ညတုန်းကအဖွားနဲ့အိမ်ကတော့ပျောက်ဆုံးလို့သွားခဲ့ပါပြီ။ပါကျဲကတော့အဖွားအိမ်ပြောင်းလာတော့မပြောပြပဲနဲ့သူတို့ထားခဲ့တယ်လို့ပြောပြီးတော့နှယောက်သားဆရာတော်ကိုဆက်လက်ပြီးတော့လိုက်လံရှာဖွေနေခဲ့ကြပါလိမ့်။ဟူခုံးကသူသွားကြည့်မယ်လို့ပြောပြီးတော့ထွက်သွားတဲ့အခါပါကျဲကလိုက်လို့မမီပဲဖြစ်နေခဲ့လို့အရင်ရောက်ခဲ့တဲ့စိုးဝင်ခုံးကလေးဝါကူမိစာရီနဲ့တွေ့ပြီးတော့တိုက်ခိုက်နေခဲ့ကပါကျဲကတော့လေးဝါကူခေါင်းဆောင်နဲ့ကျုံးနေခဲ့ပါလိမ့်။လေးဝါကူမိစာကြားဖြစ်လိုက်လူဖြစ်လိုက်တိုက်ခိုက်နေနေတဲ့ ။ဘာကျဲထွန်ချီကြီးနဲ့ရိုက်ချက်မှာလဲကြသွားပါတော့တယ်။ဟူခုံကတော့ဆရာတော်ကိုချုံနှောင်ထားရလေးခွဲကူတွေကိုလိမ့်ပြလို့ဖန်စင်းကဝင်ရောက်သွားခဲ့ပြီးနီလန်ရှာကကဲတင်ပေးပါမယ်လို့ကိုတော်ကိုပြောလိုက်သလိုကိုတော်ကလည်းသူ့ကိုမြ мян ကဲတင်ပေးဖို့ပြန်ပြီးတော့ပြောနေခဲ့ပါလိမ့်။လေဝါကူခေါင်းဆောင်ကတော့မြောက်ကိုရှာမတွေ့ကြဘူးလားလို့သူတပည့်သားတွေကိုမေးနေခဲ့တော့အားလုံးကမတွေ့မိကြောင်းတဏီတညာနဲ့ပြန်လည်ဖြေချခဲ့ပါလိမ့်။လေဝါခေါင်းဆောင်ကသူ့ရဲ့အစိတ်ကြောင့်လွင့်ထွက်သွားတာဖြစ်ရမယ်လို့ပြောနေတော့ တခြားတယောက်ကလွင့်ထွားမသွားဘဲနတ်စစ်တီတွေခေါ်လာမှအကုန်လုံးပြဿနာတွေတက်ကုန်မယ်လို့ပြောနေခဲ့ပါလေ။လေဝါခေါင်းဆောင်ကနတ်စစ်တီလဲသူ့အစိတ်တန်ကိုမခံနိုင်တော့ပြောပြီးတော့သူ့အစိတ်ကိုထိန်းချုပ်နိုင်တာလင်ကြီးဖို့တော့ပဲရှိတယ်လို့ပြောနေခဲ့ပါလေ။နောက်တော့ဒီညသာထန်ဆန်းသားငါစားရမယ်လို့ပြောပြီးတော့ဟာ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 လို့ရုပ်ရှင်တည်းကလူစိုးတန်နဲ့ရည်လိုက်ပါတော့တယ်။လိပ်ပြာဆောင်ထားတဲ့ဇုံခုံကတော့ဒီเจ้าကိုကြားပြီးတော့လင်ကြီးဘိုးတော်စီမှာလေခွဲစေးသွားတောင်းကလေဝါတောင်းစီကိုပြန်လာခဲ့လိုက်ပါတယ်။ ။နောက်တစ်ခါလေဝါမိတ်စာကအစိတ်လေးနဲ့မှုတ်တဲ့အခါမှာတော့လေကွဲသေးဆောင်နာတဲ့ဝူခုံးကဘိုက်ကလေးတောင်တစ်ချက်မနာတော့ပဲကာကွယ်နိုင်ခဲ့လိုက်ပါတယ်။လေဝါမိတ်စာလည်းလင်ကြီးဘိုးတော်လေကွဲသေးပါလားလို့ပြောကအင်မတန်ထိတ်လန့်သွားခဲ့တာပါ။ခဏနေတော့လင်ကြီးဘိုးတော်ရောက်လာပြီးတော့မိတ်စာဖန်းဘူးနဲ့ညှို့လိုက်တဲ့အခါလေဝါမိတ်စာမွေပါရကောင်ဖြစ်ကိုပြောင်းလဲသွားခဲ့ပြီ။လင်ကြီးဘိုးတော်ကတော့သူ့ကိုမိတ်စာဖန်းဘူးနဲ့ဖန်းကခေါ်သွားခဲ့ပါတော့တယ်။ဇုံခုံကသူ့ကိုဘာလို့ကဲတာလဲလို့မေးတဲ့အခါမှာတော့ သူအရင်ကလင်းရှမ်းတောင်ပိုးအောက်ကမွေအောင်မွေပါတကောင်ပြစ်ပြီးတော့ကြောင်မီးအိမ်ထဲကစီးရီခိုးစားကတကိုးကြီးထွားလာပြီးတော့လေဝါကူမာဟော့ဆော့လာလုပ်နေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ဇုံခုံကလက်ဆက်တော့ဘိုးတော်အိမ်ကကြွက်ကအာလူပြီလာပြီးတော့ဟော့ဆော့တောင်းကြနေတာပဲလို့မှတ်ချက်ချလိုက်တာပါဒရုန်းနဲ့လင်းကြီးဘိုးတော်ကဇုံခုံစီကနေလေခွဲစည်းကိုပြန်တောင်းခဲ့တာကြောင့်ဟူခုံကလည်းနောက်တစ်ခါမိစာနဲ့တွေ့ရင်အထောက်ကူဖြစ်စေဖို့အတွက်လေခွဲစည်းလေးတစ်လုံးကိုပေးလိုက်ဖို့တောင်းလိုက်ကအိမ်ထဲကိုပြန်ထည့်လိုက်ပါတော့တယ် နေကြီးဘိုးတော်ကလည်းမြောက်ဆိုးလို့ပြောလိုက်ပြီးတော့မိစ္ဆာလက်ကကဲခဲ့တာကိုကျေးဇူးမတင်နဲ့ပြင်သူ့ရဲ့လေခွဲဆေးကိုပါလိုချင်နေတဲ့အကြောင်းကိုပြောရင်သူ့ရဲ့လေခွဲဆေးကိုစုံခုံစီကနေတကိုးနဲ့ပြန်ယူလိုက်ပါလိမ့်။နောက်တော့သူတို့နှစ်ယောက်ကဆရာတော်ကိုကဲထုတ်ပြီးတော့အနောက်ဘက်ကိုခီးဆက်လက်ထွက်ခွာလာခဲ့ကြပါလိမ့်။အဲဒီလိုဆက်သွားလာကြရင်ပါကျဲရရှိကိုကြိုပြီးတော့သွားကလမ်းရှာလိုက်တဲ့အခါမှာတော့ရေစည်းတံနဲ့မြေတစင်းကသူတို့ရှိလမ်းမှာကန့်လန့်ကြီးကိုခံပြီးတော့စီးစစ်နေပါတော့တယ်။မြေကိုတော့တဲရှင်လို့နာမည်ပေးထားပြီးတော့ မြေရမှတ်တမ်းကိုဖတ်ကြည့်လိုက်တဲ့ခါမှာတော့မိုင်ပေါင်း3938မိုင်ရှည်ပြီးတော့ပေပေါင်း800အနက်ရှိကမြေအကျယ်ကတမိုင်ခွဲကန်ရှိချောင်းကိုတွေးလိုက်ရပါတယ်။ဇာတော်ထန်ဆန်းကဇုံခုံးကိုဒီမြေကိုဘလို့ကူးကြမလဲလို့မေးလိုက်တော့ပါကျဲကလည်းမြေကိုလေ့လာပြီးရေကတော်တော်နဲ့တည်းဇာတော်လူပြောနေခဲ့ပါတယ်။သူတို့ကြည့်နေစင်မှာပဲရေဟာဝဲပြက်ကြီးထလာပြီးတော့ရေထဲကနေတစုံတရာကခုန်ထွက်လာခဲ့တာကြောင့်ဇုံခုံးကဇာတော်ကိုတွန်းဖဲကရှောင်းတင်းလိုက်ရပါတယ်။အဲဒီပုံကလည်းဘေးမှာပတိကြီးဆွဲပြီးတော့ စပိန်ဒီကြောင်ကြောင်နဲ့ဖြစ်ပြီးရုတ်တရက်ပါကျဲကိုစတင်တိုက်ခိုက်ပါတော့တယ်။အဲဒီပုဂ္ဂိုလ်နဲ့ပါကျဲဟာတောင်ထိပ်ဘော်ဒီကိုရှင်းပြိုင်တိုက်ခိုက်နေကြရင်ဝူခွန်ကပါပါကျဲကိုဝင်ကူဖို့ရောက်လာတော့အဲဒီပုဂ္ဂိုလ်ကရေထဲကိုငုတ်ရှိုးကပျောက်ွယ်သွားပြန်ပါလိမ့်။အဲဒီတော့မှပါကျဲဟာအဲဒီပုဂ္ဂိုလ်မိဖို့နောက်ထပ်၃ကွက်လောက်ပဲကြံတော့တာဖြစ်ကြောင်းပြောပြီးတော့ဝူခွန်ကိုဘာလို့ဝင်ရှုပ်တာလဲလို့ဒေါသနဲ့မေးနေခဲ့ပါလိမ့်။ဆရာတော်စီပြန်အောင်တော့မကောင်းဆိုးဝါးကသူ့ကိုကြောက်ပြီးတော့ရေထဲပြန်ဆင်းသွားတယ်လို့ပြောပြလိုက်ပါလိမ့်။အဲဒီတော့မှဆရာတော်ကရေစည်းကကြမ်း ရေအောက်မှာလည်းမကောင်းဆိုးဝါးနဲ့မြေကိုဘလို့ဖြတ်ကြမတော့လို့မေးနေခဲ့တာပါနောက်တော့ဝူခုံးကရေထဲကမိစာရေမှာကျွမ်းတာမလို့အဲ့ဒီမိစာကိုဖမ်းကမြေကိုကူးဖို့အကူညီတောင်းရရောက်တယ်လို့ပြောလိုက်တော့ပါကြီးကအဲ့ဒါဆိုလဲကိုကကိုသွားဖမ်းကျွန်တော်ကတော့ဆရာတော်နဲ့ပဲနေခဲ့မယ်လို့ပြောလိုက်ပါတယ်အဲ့တော့မှဝူခုံးကပါကြီးကိုညီလေးညီလေးရေကူးပို့ကျွမ်းတာလေးလို့ပြောလိုက်တော့ပါကြီးကအင်းဒါတော့ဟုတ်တယ်ကျုပ်ကိုနိုင်ဖို့ဆိုရင်ရေတသား၈၀၀၀လောက်လိုတယ်လို့ပြန်ပြောပြီးတော့ရှက်နေခဲ့ပါတယ် ပြီးတော့မှပါကျဲကဆက်ပြီးတော့ရည်တွေကမကောင်းဆိုးဝါးနဲ့အပေါင်းပါတွေထွက်လာရင်ဘလို့လုံမလဲလို့မေးလိုက်တော့ဝူခုံးကစိတ်မပူဘူးပြောလိုက်ပြီးမကောင်းဆိုးအောင်ရေပေါ်ရောက်လာအောင်လှုပ်ပေးဖို့နဲ့ကြံတဲ့အပိုင်းတော့အကိုကြီးတောင်းဝန်ထားလိုက်ဆမ်းပါလို့ပြောလိုက်ပါတယ်အဲတော့မှပါကျဲကဒါဆိုလဲပြီးရောလို့ပြောကထွက်သွားတော့ဆရာတော်ကပါကျဲကိုတားတဲ့ခါတားမရတော့ပဲသူအစွမ်းကိုကြည့်လို့ပြောပြီးတော့ရေထဲကိုဒိုင်မင်ထိုးချသွားခဲ့ပါတော့တယ်ရောက်တဲ့ရောက်တဲ့ခါမကောင်းဆိုးဝါးနဲ့ပါကျဲတို့ထပ်မှန်ကျုံးကြပြီးတော့ပါကျဲကထွန်ကျင်းနဲ့ရိုက်မယ်ပြောတော့မြေကြီးကိုသွားထွန်ဖို့နဲ့ ရေထဲမှာတော့အဲ့လိုမရတော့ပြောပြီးပါကျဲကိုရှို့အနေနဲ့ပေါက်နေခဲ့ပါတယ်။နောက်တော့ပါကျဲကကုန်းမော်တက်ပြေးတဲ့အခါမိစားလည်းရေထဲမှာချဖို့နဲ့ရေထဲကိုစင်းခဲ့လို့ပြောနေသလိုပါကျဲကလည်းဒါဆိုရင်မင်းတတိရှိရင်ကုန်းမော်သာတက်ခဲ့လို့ပြန်ပြီးတော့စိန်ခေါ်နေပါတယ်။တတိရှိရင်စင်းခဲ့กว่าတတိရှိရင်တက်ခဲ့กว่าနဲ့နှစ်ယောက်ပြောနေကြချိန်မှာပဲဇုံခုံကဆရာတော်ကိုသူအနိုင်ချမယ်လို့ပြောကာမိစားကိုဝင်ပြီးတော့ကြုံးမာတော့တယ်။ဇုံခုံဝင်လာတဲ့အခါမှာတော့မိစားရေထဲကိုပြန်ငုတ်သွားပြန်ပါတယ်။ပါကျဲကအဲ့ဒီမှာ ာဒီမြောင်စိတ်မရှိတာတော့မိစားလို့ဒါနခါရှိပြီလို့ဆရာတော်ကိုပြောနေခဲ့ပါတော့တယ်။ဟူခုံးကလည်းအဲ့ဒီမကောင်းဆိုးကကောက်ကြည့်တယ်ကွာ။သူရေပေါ်ပြန်ပေါ်လာတော့မှမဟုတ်ဘူးလို့ပြောနေတာပါ။ပါကျဲကလည်းသူဖမ်းမိဖို့အတွက်၃၄ခွက်လောက်လိုကြတော့မှဟူခုံးကရောက်ရောက်လာတယ်လို့ပြောပြီးတော့စိတ်ဆိုးနေတာပါ။ဟူခုံးကပါကျဲကိုညီလေးနောက်တစ်ခါတော့ထတ်ငုပ်လိုက်ပါလားလို့ချော့မော်ပြီးတော့ပြောနေခဲ့ပါတယ်။ပါကျဲလည်းစိတ်ကောက်ပြီးတော့ကိုသွားရင်ကိုယ့်အကူသွားလို့អော်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ဇုံခုံးကလည်း အေးမင်းမသွားချင်လဲနေကွာငါငါသွားမယ်လို့ပြောပြီးတော့ကောင်းကင်ကိုမောကြည့်လိုက်တော့ဝိနတ်တငယ်လာနေတာကိုတွေ့ရတာကြောင့်ဇာတော်ကိုလမ်းပြီးတော့ပြလိုက်ပါတယ်ဇာတော်ကကွန်ရင်မဲတော်လွတ်လိုက်တာဖြစ်ရမယ်လို့မှတ်ချက်ချလိုက်ပါတယ်ဇာတော်ကဝိနတ်တငယ်ကိုဟောမီတော်ဖော်လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်ဝိနတ်တငယ်ကရေထဲကမိစာကိုစားဟုချင်းလို့ခေါ်ပြီးတော့ဇာတော်ကိုအမြန်လာပြီးတော့ဂါရဝပြုလိုက်လို့ပြောတော့မှဘယ်ဇာတော်ကိုဘာလို့ဂါရဝပြုရမှာလဲလို့စားဟုချင်းကမေးနေခဲ့ပါတယ်အဲဒီကဝိနတ်တငယ်ကဒါဟာကွန်ရင်ဖွားစာပြောထားတယ် ကျန်းစာသွားပေးမဲ့ပုံကိုပဲလို့ပြောလိုက်တော့မှအဲ့ဒီဝက်နဲ့သူနဲ့နှစ်ရက်လောက်တိုက်ထားတာဖြစ်ပြီးတော့အခုဒီသူ့ကိုမတောင်းမှန်သေးဘူးလို့ပြောတယ်ပင်ဟိုမျက်နှာအမွှေးပရက်ပြင်းနဲ့အစွမ်းထက်တဲ့သူလဲပါနေတာကြောင့်သူလိုက်ရှာတော့မလိုဘူးဒါကြောင့်သူမလိုက်တော့ဘူးလို့စာအုပ်ချင်းကပြန်ပြောလိုက်ပါတယ်အဲ့တော့မှဝှေ့နတ်တငယ်ကအရာကပါကျဲပဲဟိုဟာကတော့စိုးဝင်ခုံးလို့ပြောလိုက်ပြီးသူတို့ကလည်းစာအုပ်ချင်းနဲ့လိုက်မဲ့ဆရာတော်ထန်ဆိုင်ရဲ့တပည့်တွေပဲလို့ပြောလိုက်ပါတယ်မေတော်ကမှားထားပြီးသားဖြစ်နေတာကြောင့်ဘာမှငင်းမနေဘူးနဲ့ အခုပဲသူနဲ့လိုက်ပြီးတော့ဆရာတော်ကိုဂါရဝပြုဖို့ဝေကခေါ်လိုက်ပါတယ်အဲတော့မှစာဦးချင်းကသူ့ရဲ့နမောင်နမဲနိုင်မှုတွေကြောင့်အခုလူတွေဖြစ်ရပြီးတော့အချင်းတွေနှောင်နေကလူတွေပင်ပန်းပြီးတော့ခီးတွေဖြစ်ရတဲ့အတွက်စိတ်မကောင်းဖြစ်နေရကြောင်းတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအပြစ်မျိုးစေးခြင်းကြောင်းကိုတောင်းမန်ကပြောပြနေခဲ့ပါတယ်ထန်ဆန်းကိုတော်ကလည်းကြောက်လန့်နေတာကြောင့်မကြောက်လန့်မှုပြောလိုက်ပြီးတဲချင်းမင်းရဲ့မိစ္ဆာကမြူကုန်းနန်းတော်ကကြောက်စိမ့်ပြင်းနဲ့ခါစားဝင်ခဲ့မှုတဲ့နတ်စေသူကြီးတယောက်ဖြစ်ပြီးတော့ ရာထူးချခံထားတဲ့အတွက်လူပုံကိုရောက်ရှိနေကြတာဖြစ်တယ်လို့ပြောပြနေခဲ့ပါတယ်။ဇာအုပ်ချင်းကသူဟာမတ်မွန်ဒီပွဲတော်မှာမတော်ဆကြောင်မင်းအင်ကိုခွဲမိသွားတာကြောင့်လူပြည်မှာအပြစ်ပေးခံရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒါတောင်မဲ့သဲရှင်မြင့်ဆောင်မိစ္ဆာဖြစ်နေခဲ့ရပြီးတော့ခွင်ဖွားဆိုင်ညွန်ကြကြရဆရာတော်ထန်ဆန်းအလာကိုတမင်တကာတီးတန့်အထူးစပယ်ရှယ်စောင့်နေကြတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီတော့မှဆရာတော်ကဗုဒ္ဓမြတ်စွာကိုယုံကြည်ပါသလားလို့ဇာအုပ်ချင်းကိုမေးတဲ့အခါ လေဘင်းကပရိကိုပြပြီးတော့သူဟာဗုဒ္ဓကိုကြီးညိုတာကြောင့်အရဟံလို့တနေ့တပတ်ကြီးများတော့ပရိစိတ်နေတဲ့အကြောင်းကိုပြောပြတယ်ပြင်ဆရာတော်ဟာသူ့ကိုကယ်တင်ခဲ့တာကြောင့်ဆရာတော်ထံဦးဆွေးဆံမြိတ်တောင်ဝင်ထမ်းဆောင်တော့မှဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဒါနဲ့ပဲဆရာတော်ကစာဦးချင်းကိုစပေးညှက်ပေးပြီးတော့စေးအနှံ့အောင်စိုးပေးကတပည့်ဖြစ်နေလက်ခံလိုက်ပါတော့တယ်နောက်တော့စာဦးချင်းကပဲဆက်ပြီးတော့ပါကျင်းတဲ့ဇုံခုံကိုနောင်တော်တို့ကလည်းညီလေးကိုသီးခံတော့မူပါလို့ခွင်းလိုဘုဒ္ဓတောင်းပန်တော့ပါကျဲကလည်း ခွင်းလိုပါတယ်ညီတော်လို့ပြောပြီးတော့အားလုံးခင်မင်ရင်းနှီးသွားကြပါတယ်ဒီလိုနဲ့ပဲနတ်တငယ်ဝိရဲ့ဘူးသီးเจ้าနဲ့ဇရာတော်ပါကျဲနဲ့ဇာဟူကျင်းတို့အော်ရန်တို့ကမြစ်ကိုဖြတ်ကူးကြပြီးတကိုးရှင်မြောင်မင်းစုံဦးခုံကတော့ကောင်းဝင်ကပြန်ကဖြတ်ကူးသွားခဲ့ပါတယ်နောက်တစ်ခါမှတော့သူတို့လေးယောက်ကမြင်းကိုဆွဲပြီးတော့မိုးတဲ့လေးတဲ့တောတဲ့တောင်တဲ့မှာဂီးစက်နေခဲ့ကြတာပါအားလုံးကတွတ်တွတ်သွားနေကြတယ်မှာခန္ဓာကိုယ်ဝါလုံးနဲ့ပါကျဲကတော့မြင်းကိုဆွဲကနောက်မှကြံနေခဲ့တာကြောင့်ဝူခုံးကမြ мян လာခဲ့ဖို့ခေါ်နေခဲ့ပါလေ နောက်တော့ပါကျဲကဘိုက်စာနေပြီဖြစ်ကြောင်းကိုပြောလာပါလေလမ်းလည်းမရှောင်နိုင်တော့ကြောင်းကိုပြောတော့ဝတ်စိုးဝတ်ပြော့ဟမ်အိမ်ကထွက်လာတော့တပတ်မပြည့်သေးဘူးကကြီးကြောင်တွေလုံနေပြီလို့ပြောကမြင်းကိုလည်းကူဆွဲသွားပြီးခဲ့ပါလေပါကျဲကလည်းသူ့ဘိုက်ကအရန်စာနေပြီဆရာတော်နောက်ကလိုက်လာနေတယ်ကဘာမှလည်းဝအောင်မစားခဲ့ရသေးကြောင်းသူ့ရဲ့အစာရင်ကအကိုရဲ့အစာရင်ကပိုကြီးတာကြောင်းပိုပြီးတော့စားနေတယ်လို့ပြောလိုက်တော့ပါကျဲကိုအိမ်သတိရနေလဲမင်းပြန်လိုက်တော့လို့ဆုံးခုံကပြောလိုက်ပါလေအဲတော့မှပါကျဲက "तू ਆ ဘိုက်စားတယ်လို့ပဲပြောမိတော့" ဝူကုန်းနဲ့စားဦးချင်းကအိမ်ကုန်းပဲပြန်ခိုင်းနေတာကြောင့်ပြန်တိုင်နေခဲ့ပါလေ။နောက်ပြီးတော့လဲသူဟာကွယ်အိမ်မဲတော့စီမဆရာတို့ကိုကာွယ်ပြီးတော့ကျန်းစာပိတ်မှုဂရီပေးထားခဲ့တာဖြစ်လို့ဒီခီးနဲ့ပတ်သက်ပြီးတော့နောင်တမရသလိုအိမ်ပြန်ဖို့လည်းအစီအစဉ်လုံးဝမရှိကြောင်းဒါ ਉਹ ပဲသူတို့နှစ်ယောက်ကအိမ်ကုန်းပဲပြန်လွတ်နေကြကြောင်းပြန်ပြီးတော့တိုင်ကြနေခဲ့ပါလေ။ဆရာတော်ကကဲဒါဆိုလဲပြီးရောအားလုံးပဲအခုခီးဆက်ကြမယ်လို့ပြောနေတာကြောင့်ပါကျဲကမျက်နှာမသာမယားနဲ့ရှောက်နေတော့ဝူခုံးကပါကျဲကိုမြင်းလာဆွဲဖို့တောင်းဝင်ပြန်ပေးလိုက်ပါလေ။ နောက်တစ်ခါမှတော့ဝှေးနတ်တငယ်ကကွယ်ရင်ဘွားစာကိုဂါရဝပြုတ်လိုက်ပြီးတော့ဇာသခင်ကွယ်ရင်မှာကြတဲ့အချိန်တသွေးမတိတ်လှုပ်ဆောင်နိုင်ငယ်ချောင်းကိုရှောက်တင်နေပါလေကွယ်မေတော်ကလည်းသူတို့အားလုံးစုံသွားပြီဆိုတော့စိတ်ချပါပြီလို့ပြောတဲ့အခါတခြားနတ်သမီးတစ်ပါးကမေတော်စိတ်ချတာမစော်လို့မလားလို့မေးလိုက်တဲ့အခါမှာတော့သူတို့ဇာတပည့်တွေလေဝါကူမာဆုံးကုံအစိတ်မိတုံးကမေတော်နဲ့ကြုံကြိုက်တာကြောင့်ဈေးကူတာပေးခဲ့ရချောင်းကိုပြန်ပြီးတော့ပြောပြနေပါလေမေတော်မြင်မှာတော့ပါကျဲဟာစိတ်ခံစားချက်နဲ့တနာရာကပုံမှန်မစွန့်လွတ်နိုင်သေးဘူးလို့လေပြောနေခဲ့ပါလေ။ ။ဘိုးတော်ကလည်းနောက်ဘက်ကိုသွားတဲ့ခီးတခြားဟာခက်ခဲကြမ်းတမ်းလို့နေအတွက်စိတ်ကိုမထိန်ချုံနိုင်လမ်းတစ်ဝက်မှာရင်ကြောင်ဆုံးသွားနိုင်ကြောင်း꽌ရင်ဖွားဆောင်တဲ့တခြားနတ်မင်းတွေဟာတိုင်းမင်းလေးကြပြီးတော့ဘုရားတရားတော်ကိုသွားသေးကြမယ်သူတို့ဟာတတော်လေးကိုခံနိုင်ရှိပါမှသာအောင်မြင်နိုင်ကြမှာဖြစ်တယ်လို့စိတ်ချလက်ချလွတ်ပေးလို့လည်းမရသေးကြောင်းတိုင်းမင်းနေကြပါလိမ့်အရာနဲ့꽌ရင်မေတော်တို့အဖွဲ့ဟာထန်ဆန်းကိုတော်နဲ့အဖွဲ့ကဘုရားဘာသာပေါ်နှစ်နှစ်ကာကာယုံကြည်မှုရှိမရှိကိုစမ်းသပ်ကြဖို့တိုင်းမင်းပြီးအားလုံးပဲလူယောင်ဖန်ဆင်းလိုက်ကြပါတော့တယ် တပတ်မှာဝူခုံးတို့ကတော့ခီးကပန်းဘိုက်ကစားနဲ့အားတင်းပြီးတော့ရှောက်လာကြတုံးတောင်ကြီးတစ်ခုမှာအင်မတန်ခမ်းနားတဲ့လူနေကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်။ပါကျဲကလည်းသူတို့အစားလူခံလို့ရပြီလို့ပြောကဝမ်းသာနေကြတာပါ။စားစားရတော့မှပြစ်တာတော့အမြဲတမ်းနောက်ကျနေတတ်တဲ့ပါကျဲဟာအမယ်ရှိဆုံးကနေတော့ဥဆောင်ပြီးသွားနေတဲ့ပြင်အရန်ကိုမြန်နေတာကြောင့်ဝူခုံးအတော်မှဟဲ့ကောင်ဖိဖိသွားပါလို့တောင်ပြောယူနေရပါတယ်။အိမ်ရှိကိုရောက်တဲ့အခါမှာတော့အိမ်နေသားကိုကြည့်ပြီးတော့ပါကျဲကအတော်ချမ်းသာမဲ့အိမ်မဲလို့မှတ်ချက်ချနေခဲ့ပါတယ်။ တကားကိုတွန်းလိုက်တဲ့အခါပွင်သွားတာကြောင့်အထဲကိုဝင်ကြည့်လိုက်မယ်အကြောင်းပြောကဝင်သွားခဲ့ပါလေ။ဇာတော်ကလမ်းတားလိုက်ပြီးတော့သူတို့ဟာသာသနာဝန်ထမ်းတွေဖြစ်တာကြောင့်လူကဲဇာအပြုမှုတွေမသိတော်တဲ့ပြုမှုတွေကိုရှောင်ရမှာဖြစ်ကြောင်းကိုဆုံးမနေခဲ့ပါလေ။ဇာတော်ကပဲဆက်ပြီးတော့သူများအိမ်ထဲကိုဝင်ဝင်မတောင်းပဲမဝင်သင့်ကြောင်းပြောဆိုနေချိန်မှာပဲအိမ်ရှိမှဆူညံဆူညံနဲ့ဘသူတွေလဲဆိုရအတန်းနဲ့တူအမျိုးသမီးတယောက်ကအိမ်ပြင်ကိုထွက်လာခဲ့ပါလေ။ထန်ဆန်းကိုရောရှိကဝင်ဖြေနေတဲ့ဇုံကုံကိုဟန့်လိုက်ပြီးတော့ထုံးစံတိုင်းသူတို့ကအရှိရက်ကလာပြီး အနောက်ရက်ကိုကျန်းစာသွားပြီးတော့ပင့်ကြမယ်အဖွဲဖြစ်ပါလေမိစ္ဆာပင်းနေခဲ့ပါလေနောက်တော့လမ်းခီမှာမှောင်သွားတာကြောင့်တက္ကမတို့အိမ်မှာတညတာလောက်တဲခိုခွင်ပြူပါလို့တောင်းဆိုနေခဲ့တာပါအင်ရှင်မျိုးသမီးကလည်းဆရာတော်တို့ကြွပါလို့ပြောလိုက်ပြီးတော့အိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတော့လေအထက်ရောက်တဲ့အခါမှာတော့ထိုင်ကြဖို့ပြောနေတော့မှာမိကလေးတယောက်ကအစားစားတွေယူလာပေးတာကြောင့်ပါကျဲဟာအမြန်ယူလိုက်ဖို့ဝူခုံးကိုပြောနေခဲ့ပါလေဝူခုံးကမယူသေးတာကြောင့်ယူလိုက်လို့ထပ်ပြောနေခဲ့ပြီးတော့ရေတွေးချမ်းတောက်မယ်လို့ပါကျဲကပြောနေခဲ့ပါလေ ဆရာတော်ကအင်ရှင်မျိုးသမီးကိုဘယ်မျိုးကလဲလို့မေးလိုက်တော့အင်ရှင်ကမိသားစုမျိုးကကြာမျိုးရိုးဖြစ်ပြီးတော့ခင်မိုးကတော့တော့မော့မျိုးဖြစ်တယ်လို့ပြောပြနေခဲ့ပါတယ်။ကံမကောင်းတာကြောင့်ခင်မိုးနဲ့ကတော့အစောကြီးပဲဆုံးမသွားခဲ့ဖြစ်ကြောင်းနဲ့သူမနဲ့သူသူမရဲ့သမီးသုံးယောက်သာကြံနေခဲ့ကြောင်းကိုပြောပြနေခဲ့ပါတယ်။နောက်ထပ်လည်းဘိုးဘွားပိုင်မြေတွေနဲ့ဥစ္စာပစ္စည်းတွေကြံခဲ့ကြောင်းနဲ့ရှေ့ကမမမမရက်တီပေးမယ်ယောက်ျားသားမရှိပဲဖြစ်နေခဲ့ကြောင်းရေလာမြောင်းပေးစကားတွေဆိုနေခဲ့တာပါ။ တာမီလေးယောက်လုံးကကျင်ယာပဲရှာဖို့အတွက်စဉ်းစားနေတာအကြောင်းကိုလည်းထပ်ပြီးတော့ပြောပြလိုက်ပါတယ်။နောက်တော့မေဖြစ်သူကတမီတို့ရေးဧည့်သည်တွေကိုလာပြီးတော့ဧည့်ခံပေးလိုက်ကြပါအောင်လို့လမ်းပြီးတော့ခေါ်လိုက်ပါတယ်။တမီသောကလည်းတရုတ်ယာစွင်ကားတွေထဲကတရုတ်မိမပြိုလေးတွေရည်တံလိုမျိုးတခိခိနဲ့ရည်ကတုတ်ဆတ်တုတ်ဆတ်နဲ့ထွက်လာခဲ့ကြပါတယ်။အမေကလည်းသူမရဲ့တမီတွေကိုဇာတော်တို့ကိုနှုတ်ဆက်လိုက်ဖို့ပြောတာကြောင့်တမီတွေကလည်းဇာတော်တို့ပျော်ရွှင်ပါစေလို့ဇူတောင်းကစပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ ဘာကျဲကအမှအမြန်ဝင်ပြီးတော့ပျော်ရွှင်ကြပါစေလို့ပြန်ပြောလိုက်ပါတယ်။ဇာတော်ကတော့လက်တစ်ဖက်ကပရိစိတ်နေရာကြောင့်လက်တစ်ဖက်ရဲ့လက်အုပ်ခြေကအော်မီတော်ဖော်လို့ရေရော့လိုက်ပါတယ်။မိခင်ဖြစ်သူကလည်းသမီးအကြီးဆုံးကြံ့ကြံ့ကအသက်20ပြည့်ပြီဖြစ်ကြောင်းကိုမိတ်ဆက်ပေးလိုက်သလိုသမီးလက်ကတော့အိုင်အိုင်အသက်16နှစ်ဆိုပြီးတော့မိတ်ဆက်လိုက်ပြီးတော့သမီးငယ်လေးရောက်မှာတော့သမီးငယ်ကသူကလျက်လျက်16နှစ်ပါလို့သူကတိုင်းမဲ့မိတ်ဆက်လိုက်ပြီးတဲ့နောက်မှာဇာတော်အနာကိုကတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပါကျဲကြီးကမျက်စိပေါက်မရှိတော့ဘဲမျက်နာကြီးဖြီးက ပါဇက်သေးကိုလက်ထဲကကိုက်နေခဲ့ပါလေ။တောင်မင်းနဲ့သမီးငယ်လေးကတော့ပါကြေးကြီးဖီးညောင်သဘောတွေကြပြီးတော့သူ့အမတွေကိုခေါ်ပြီးတော့ပြနေခဲ့ပါလေ။သမီးငယ်လေးကတော့အတွက်လက်ဆုံးနဲ့အကျဉ်းအားဆုံးဖြစ်ကြောင်းပြောပြပြီးသူတို့အားလုံးကကြပြာဆက်ပကြီဆွဲပန်းတို့ချီတို့အိမ်တွင်းမှုနဲ့အထဲချုပ်အားလုံးကိုကျွမ်းကျင်ကြကြောင်းကိုပြောပြနေခဲ့ပါလေ။သူတို့သုံးယောက်စလုံးကတခါဘူးမှယောက်ျားသားတွေနဲ့လက်မထပ်ခဲ့ဘူးတဲ့။အပြိုမတန်းဆိုလားအပြိုပြန်းဆိုလားဆန်းဆန်းပြပြခေါ်အောင်မဟုတ်ပါဘူး။တချင်းနေတောင်ဖြစ်ကုန်။အဲ့လိုမျိုးပေါ့နော်အပြိုပြန်းလေးတွေဆိုပြီးတော့ပြောနေခဲ့ပါလေ။ မိခင်ဖြစ်သူဟာသူသမီးသောကိုအဲ့လိုတွေမိတ်ဆက်ပေးနေတာကြောင့်သမီးသောစလုံးကရှက်သွားကြပြီးတော့ခန္ဓာကိုယ်တွေကိုတပတ်လှဲ့ကအိမ်ခန်းထဲကိုဝင်သွားခဲ့ကြပါတော့တယ်။အဲ့ခါမှာတော့ပါကျဲရအထားဆွဲကပါဇက်ကြီးပြဲမျက်လုံးကြီးပြူးပြီးတော့အခန်းဘက်ကိုလဲတဆန့်ဆန့်ဖြစ်နေတာကြောင့်ဇာအုပ်ချင်းကနောက်ဘက်ကိုပြန်ပြီးတော့ဆွဲထားနေရရပါတယ်။အဲ့ချိန်မှာပဲအမေဖြစ်သူကဆက်ပြီးတော့သူတို့မှာ6နှစ်10နှစ်စားမကုန်တဲ့ရိတ်ခါတွေကလည်းအပြည့်ရှိကြောင်းကိုပြောပြနေပါသေးတယ်။နောက်ထပ်လဲ10နှစ်လောက်ဝတ်လို့မကုန်တဲ့ပိုးတယ်နေနဲ့ တသလုံးဝင်းမကုန်တဲ့ရွှေငွေဥစ္စာပစ္စည်းတွေလည်းရှိနေသေးကြောင်းကိုဆက်ပြီးတော့ပြောပြနေတာပါဆရာတော်တို့တစ်ဖွဲ့လုံးနဲ့လည်းကွက်တီပဲမလို့ဒီမှာသာအိမ်တော်ပြုတ်နေထိုင်မယ်ဆိုရင်တသလုံးလွတ်လွတ်လပ်လပ်နေရမှာဖြစ်ကြောင်းကိုပြောပြနေခဲ့ပြီးအနောက်ဘက်ကိုအပင်မန်းခံပြီးတော့ဆက်ပြီးသွားမနေကြဘူးကိုဖြားရောင်းနေအဲဖြားရောင်းနေခဲ့ပါလေဆရာတော်ကတုံနီပါဝေစိတ်စိတ်ပဲနေတော်မူနေတာကြောင့်ဆရာတော်ကိုအိမ်ရှင်မစကားပြောနေအောင်မသိကြအောင်ဆောင်နေမကောင်းပါဘူးဗျာလို့ပါကျဲကမနေနိုင်မထိုင်နိုင်ဖြစ်ကလာပြီးတော့ပြောနေခဲ့ပါလေ။ အဲ့တော့မှဆရာတော်ကသတိဝင်လာခဲ့တဲ့သူလို့သူတို့ဟာသာသနာပေါင်းကဘုရားသားတော်တွေဖြစ်တာကြောင့်အလှပအမှုရတွေကြားမှာပျော်ရွှင်ခြင်းကုန်နေလို့မဖြစ်နိုင်ကြောင်းပါကျဲကိုဆုံးမကနေပါတယ်။ဒါကိုခန်းထဲကပြိုပြန်းသုံးဟုတ်ကလည်းချောင်းပြီးတော့နားထောင်နေခဲ့တာပါ။အိမ်ရှိမကတော့စိတ်မရှိတော့သလိုနဲ့ဒီကိုရောဘာကိုရောလဲအချိုးချောင်းသိမ်းပြောပြီးတော့သူသမီးတွေကိုလက်ထပ်ပါလို့ပြောနေအောင်တော့နားမလည်နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဘုရားသားတော်ကဆရာတော်တယောက်ထဲသာဖြစ်ပြီးတော့ဘုရားသားတော်မဟုတ်တဲ့တပည့်တယောက်လောက်သတ်မှတ်ဖြစ်ထားခင်ရောမရဘူးလားလို့ပြောပြီးတော့ စိတ်ဆိုးကအခန်းထဲကိုဝင်သွားခဲ့ပါတယ်ဆရာတော်ကဆုံးဝခုံအားကိုးကြည့်နဲ့ခေါ်လိုက်တော့ဝူခုံက "तू နဲ့ဆရာတော်ကတော့နေခဲ့လို့မဖြစ်နိုင်အောင်ပြောပြီးတော့ပါကျဲကိုနေခဲ့မလားလို့မေးလိုက်တော့ပါကျဲကဒီကိစ္စနောက်မှဆွေးနွေးမယ်လို့ပြောပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့ဇာဟုချင်းကလည်းတေးရမယ်ဆိုရင်တော့အနောက်ဘက်ကိုပဲသူခီးဆက်သွားမှာပါလို့ပြောလိုက်ပါတော့တယ်အင်ရှင်မခီးဝေးကလာကြလို့သာနေမထုတ်တာဖြစ်ပြီးတော့မဟုတ်ရင်နေထုတ်လိုက်ပြီလို့ပြောကစိတ်ဆိုးပြီးအိမ်ထဲကိုဝင်သွားခဲ့တာကြောင့်ဘာကျဲကရင်ွေးချမ်းလေးနဲ့အာသာဖြေလိုက်ပြီးဘာမှလည်းမဆားရတော့ပါဘူး ။ဗာကျဲကမြင်းလဲတညာလုံးပိုက်စားနေရကြောင်းမြင်းစာသွားကြွေးလိုက်အောင်မယ်လို့ပြောကာထွာသွားခဲ့ပါလေ။တကယ်တမ်းမှာတော့ဗာကျဲကကောင်မလေးနေနဲ့သွားပြီးတော့ပလူးနေတာပဲဖြစ်ပါလေ။ဒါအူခုံးကပစင်းအောင်ဆောင်ပြီးတော့လိုက်ချောင်းနေခဲ့တာပါ။အမေကြီးကရောက်လာပြီးတော့ဒီအိမ်မှာတမတ်လို့ရင်ဖုန်ကြီးဖျားရာထက်ตาမာတိရနဲ့ရှင်ဆရာကခေါင်းမာနေတာလို့ဗာကျဲကိုပြောပြီးတော့ဆွဲနေခဲ့ပါလေ။ဗာကျဲကတော့သူကအားကောင်းပြီးတော့အလုံးစုံလုံနိုင်သလောက်ယုံမချောပေမဲ့သဘောကောင်းတာကြောင့်သမီးတွေနဲ့ပြောပြီးပါလို့အမေကြီးကိုပြောနေခဲ့ပါလေ။ တို့ရဲ့နာနေခန်းကိုရောက်တော့ပါကျဲကိုအမေကြီးနဲ့အပေးကိုလှုပ်ခဲ့ပြီးမှုန်လာလို့ဇုံဟုံးကမေးနေချိန်မှာပဲအမေကြီးကဆရာတော်တို့ဆုံးဖြတ်ပြီးပြီလားလို့လာမေးတော့စာအုပ်ချင်းကပါကျဲနေခဲ့လိမ့်မယ်လို့ပြောလိုက်တဲ့အခါပါကျဲကသူ့ကိုယ်တော်ထိုးမထည့်ခဲ့ပါနဲ့လို့ဟန်ဆောင်ပန်ဆောင်လေးပြန်ပြောနေခဲ့ပါတယ်။နောက်တော့အမေကပါကျဲကိုခေါ်ပြီးဟိုရောက်မှဘယ်သူနဲ့ပေးစားမှမသိလို့မျက်နှာကိုပိတ်စအုပ်ပြီးတော့လိုက်ဖမ်းပြီးတဲ့သူကသာယူလိုက်ပါလို့ပြောပြီးတော့ပါကျဲမျက်နှာကိုအနီအောင်ပိတ်စနဲ့အုပ်ပေးလိုက်ပါတယ်။ နောက်တော့သမီးတော်တွေကထွက်လာကြပြီးတော့ပါကျဲကလည်းပိတ်ဆာအနီးကြီးအုပ်ကလိုက်ဖမ်းနေခဲ့ပါတယ်။နောက်ဆုံးတော့ပါကျဲကဘသူ့ကိုမှမဖမ်းမိပဲချော်လဲသွားတာကြောင့်နှစ်ဖူးမှဘူးသာထွက်လာခဲ့ရပါတော့တယ်။နောက်တော့အမေကြီးကနောက်တစ်ဆင့်တမတ်ရွေးပွဲအတွက်သမီးတော်မှာပလဲဝိဆုံတစုံစီရှိပြီးတော့ဘယ်သူရဲ့ဝိဆုံနဲ့တော်မလဲဆိုတာကိုပါကျဲကဝစ်ကြည့်ရမှာဖြစ်ပြီးတော်တဲ့ပလဲဝိယုံရဲ့ပိုင်ရှင်ကိုပါကျဲကလက်ထပ်ရမယ်လို့ပြောလိုက်ကာသမီး၃ယောက်စလုံးကိုခေါ်ပြီးတော့ပလဲဝိယုံတွေကိုယူလာခိုင်းလိုက်ပါတယ်။ပထမဆုံးသမီးငယ်လေးရဲ့ဝိဆုံကိုပါကျဲကဝစ်ကြည့်တော့ ဝေချုံဝါအတင်းကိုတင်းကျက်လာတဲ့ချိန်မှာပဲသမီးသုံးအောင်နဲ့အမေကြီးဟာနတ်သမီးအသွင်ပြန်ပြောင်းသွားခဲ့ပြီးတော့ပါကျဲဟာလည်းရန်ကိုတင်းကျက်လာခဲ့တာကြောင့်ဂျမ်းမြေမှာဝက်လိုလူးလိမ့်နေရပါတော့တယ်။ဇာတော်ကတော့ရန်ကိုနှမျောစရာကောင်းတဲ့ပါကျဲလေးဆိုပြီးတော့ဂျေကွဲနေခဲ့ပြီးအညီအရွှဲအကြီးချွဲတွေနဲ့တန်တရားဝဲမှာတဖန်ဖန်လဲပြီးတော့မိန်မောဂျင်းနေတဲ့ပါကျဲပါပဲလို့ရေရွနေခဲ့ပါတယ်။ဇုံခုံးကလည်းအဲ့ဒီဝန်ငတုံးကတော့ခုချိန်မှာအိမ်မကောင်းနေလောက်ပြီလို့ဇာတော်ကိုပြောနေခဲ့တာပါ။ တကယ်တမ်းပါကျဲအဖြစ်ကတော့ဗလဲဝိဆုံမချွတ်နိုင်ရှာပဲမိုးရီတွေကတစ်ပေမှာတညာလုံးချိန်ထားခံရတော့တာပဲဖြစ်ပါတယ်။နောက်တနေ့မနက်လင်းတော့သူတို့အားလုံးကတော့တဲ့ကတစ်ပင်အောက်ကြောက်တုံးနေဘောကနေလိုးထလာခဲ့ကြောင်းကိုသိလိုက်ရပြီးပါကျဲရဲ့ရှီဖို့လို့အော်ဟေးကူညီတောင်းတဲ့ကြောင်းသွားကြည့်ကြတဲ့အခါမှာတစ်ပင်မှာအထုတ်လိုက်ချိန်နေတဲ့ပါကျဲကြီးကိုတွေးလိုက်တာကြောင့်ဝူခုံးကတကိုးနဲ့ဖြုတ်ချပြီးကကဲတင်လိုက်ရပါတယ်။နောက်တော့မင်းရဲ့လှပလို့နဲ့ဇနီးကျော်လေးတွေရောလို့မေးပြီးတော့အကြောင်းသိနေတဲ့ဆုံးခုံးကတခိခိသာရည်နေပါတော့တယ်။ ဒါကြောင့်ပါကျဲကလည်းနှစ်ချက်ဘူးဖန်မနှမ်းလိုက်ရလို့19စက္ကန့်လေးနဲ့ပဲဒီပိုင်းဒီညမှာဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျအနောက်ရသို့ခီးသွားခြင်းကတော့ကုစုံလူစုံတက်ဆုံဖြစ်ပြီးဖြစ်တာကြောင့်နောက်နေ့ဒီမှာနေစီရဆက်တင်ဆက်ပေးသွားမယ့်အပိုင်းဒီမှာ share ပဲပို့ပြီးတော့ကြည့်လို့ကောင်းလာတော့မှာပါအဲဒါကြောင့် Joint Channel Subscribe လုပ်ဘေးနားအကောင်လုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းနဲ့ဒီနေ့မှာအချိန်ပေးပြီးတော့အစားကနေအဆုံးထိ live ပါကြည့်ရှုအားပေးခဲ့တယ်ဒူဒူရှိနေပေးခဲ့ကြတဲ့မြောက်ချေသူပေါင်းသူတော်ကောင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ